မင်္ဂလာပါခင်ဗျရှင်ကုတ်ခစ်တက်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ကအချက်ဖက်စစ်ကောင်စီရဲ့မောင်တော်နက္ခတ်ကငါကူအရခတတော်အေကတိမ့်ပိုက်တဲ့အချိန်ထွက်ပြေးသွားတယ်အမှတ်22တမမှုဘုံမူကြီးအောင်နေမြို့ဆိုတဲ့သူကိုအခောက်ရွှေဒုံးတွေအပောင်းဝင်ဝေချက်3800ဝင်းကျင်တဲ့အတူအသေးဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်စကိုင်းတိုင်းကမ်လူမြို့နယ်ကမကြီးကောင်ချေးရွာအနီးမှာအချက်ဖက်စစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်ပွားမှုအတွင်စစ်ကောင်စီတပ်သား7ဦးကတော့အ တီတီတဲကုန်ကြတဲ့အပြင်မသားအလောင်းတွေနဲ့တနတ်ကိုလက်ကူပါတင်းစီရရှိထားတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်ကချက်ဖတ်စကောင်းစီရဲ့မောင်တော်နက္ခတ်ကငါးကိုအရကတတော်အေးကတင်ပိုက်တဲ့အချိန်ထွက်ပြေးသွားတဲ့အမှန်20နှစ်တမမှုဘုံမကြီးအောင်နေမျိုးဆိုတဲ့သူကိုအခောက်ရွှေဒုံတွေအပါဝင်ငွေကျပ်3800ဝင်းကျင်တဲ့အတူအပေဖန်းစီရမိခဲ့တယ်လို့အရကတတော်အေးအေးကသတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာလ18ရက်နေ့ကပဲမောင်တော့နကကငါကနေထွက်ပြေးနေတဲ့အကြက်ဖက်စကောင်းစီရဲ့အမှတ်22တက်မှမှုဘုံမူကြီးအောင်နေမြို့ဆိုတဲ့သူကိုအရကတတော်အေအေကမောင်တော့မြို့နယ်ပဇွန်ကန်တဲတဲမှာရွှေဒုံးတွေအပါဝင်ငွေကျပ်3800ဝန်းကျင်နဲ့အတူအသေးဖန်းစီရမိခဲ့တယ်ဆိုပါတယ်အဲ့ဒီအမှတ်22တက်မှမှုဘုံမူကြီးအောင်နေမြို့ဆိုတဲ့သူဟာမောင်တော့နကကငါကနေထွက်ပြေးသွားပြီးတဲ့နောက်စစ်တပ်ဘက်တော်သားမွတ်စလင်တွေရဲ့အကူအညီနဲ့ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးဖို့ကြိုးစားတဲ့အချိန် တို့စစ်တပ်ကထောင်ထားတဲ့မိုင်းကိုပြန်နေမိပြီးသွေးထွက်လွန်တဲ့ဒဏ်ရာနဲ့ပဲသူ့ရဲ့ရွှေဒုံးတွေနဲ့ပတ်စံ3800ဝင်းကျင်တဲ့အတူသေနေတာဖြစ်တယ်လို့လဲအရခတ်တော်အေးအေးကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာလေစကိုင်းတိုင်းကမ်လူမြို့နယ်ကမကြီးကုန်းကျေးရွာအနီးမှာအချက်ဖက်စကောင်းစီတက်နေတော်လန်အေးပူပေါင်းတက်တွေအကြတိုက်ပွဲဖြစ်ပွားမှုအတွင်စစ်ကောင်းစီတက်တာ၁၁ဦးကတော့အသီးသီးတေကုန်ကြတဲ့အပြင် သူတို့တွေရဲ့မသာလောင်းတွေနဲ့တနတ်ကိုလက်ကိုပါတင်းစီရရှိထားတယ်လို့ကျွန်းလကက်ဘလူတက်ကြွလှူရှားသူများအဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒီဇင်ဘာလ16ရက်နေ့ကပဲကျွန်းလမြို့နယ်ကုတ်ကိုဂုံချင်းရွာအထိုင်စခန်းကနေထွက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတီတွေကိုကက်ဘလူမြို့နယ်မကြီးကုန်းချင်းရွာအနီးအရောက်မှာတော်လန်ရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း ဆယ်ကောင်စီတပ်သားနဲ့ပြူစော်တီစုစုပေါင်း၁၂ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်တို့တွေရဲ့မပါလောင်းတွေနဲ့တနတ်ကိုလက်ကိုပါတော်လန်ကြီးတပ်တွေကတင်စီရရှိခဲ့ပြီးတိုက်ပွဲတွင်တော်လန်ကြီးရဲ့ဘော်၄ဦးလည်းဒဏ်ရာရခဲ့တယ်လို့ကျွန်းလာကက်မလူတက်ကြွလှူရှားသူများအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းအဒုံယုံတင်နေကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့မပါလောင်းပုံအပြည့်စုံကိုတော့ရန်ကုန်ခစ်တီရဲ့ Telegram မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျတစ်ဖက်မှာတော့ AR တိုင်းမြောင်းမြမြို့နယ်မှာရက်ကွက်ကြေးရွာအုတ်ချုပ်ရင်းမှုတွေကစစ်မှုထမ်းခြင်းဆိုပြီးပြည်သူတွေစီကနေတအိမ်ကိုငွေကျပ်6000နှုန်းလစဉ်ကောက်ခံနေပြီးစစ်ကောင်စီတပ်ကလည်းသူတို့အတွက်တပ်သားအစ်မပေးနိုင်ရင်ကြေးရွာတွေကလူစားထိုးခြင်းအနေနဲ့တရွာကိုငွေကျပ်340ပေးရမယ်ဆိုပြီးတောင်းရနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိမှာတဲ့ ။မြောင်မြမျိုးနဲ့ကွင်းပေါက်ကြီးခြေရောအုတ်ချုပ်ရည်မှုတန်းထေးဆိုတဲ့သူကပြည်သူတွေစီကနေစစ်မှုထမ်းခြင်းဆိုပြီးတအိမ်ကိုငွေကျပ်6000လုံးလစဉ်တောင်းရမ်းနေပြီ။ယောက်ျားလေးမရှိတဲ့အိမ်ဆိုရင်လည်းအလကားနေငွေကျပ်9000လစဉ်ကောက်ခံနေရဆိုပါတယ်။တပတ်ကကျွန်းထိတ်ခြေရောအုတ်ချုပ်ရည်မှုဝင်းဦးနဲ့ထေးဝင်းဆိုတဲ့သူကလည်းအလားတူအိမ်တိုင်းစိတ်စစ်မှုထမ်းခြင်းဆိုပြီးတအိမ်ကိုငွေကျပ်6000လုံးတောင်းခံနေုံနဲ့မကစစ်ကောင်စီတက်ကပါသူတို့အတွက်တတသည်မပေးနိုင်ရင် ဂျီရော်ရီကလူစားထိုးခြင်းအနေနဲ့တရွာကိုငွေကျပ်340ပေးရမယ်ဆိုပြီးတောင်းရနေတဲ့အတွက်ပြည်သူတွေစီကနေထပ်မံလိုက်လံကောက်ခံနေပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့ထိုင်းနိုင်ငံရနောင်းမြို့က GSI အေဂန်ဘဇွန်ဆက်ယုံမှာလူသမားတအုပ်ကိုနေထိုင်အလုပ်လုပ်ခွင့်ဗီဇာတက်တန်းတိုးခြင်းထိုင်းဘတ်ငွေ1400တိုးမြင့်ကောက်ခံမှုကြောင့်မြန်မာလူသမား400ကျော်အခက်တွေ့နေရတယ်လို့ ဆက်ယုံမှရှိတဲ့မြန်မာအလို့သမားတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အဲ့ဒီလိုဗီဇာတက်တန်းတိုးကျတိုးမြင့်ကောက်ခံမှုဟာမြန်မာအလို့သမားတွေအတွက်ကြီးမြင့်တဲ့ဈေးနှုန်းဖြစ်နေပြီးအလို့သမားတွေဘက်ကအဲ့ဒီငွေကြေးနှုန်းကိုမတက်နိုင်ကြဘူးလို့လည်းဆိုကြပါတယ်။လက်ရှိထိုင်းဆိုရကသတ်မှတ်ပေးထားတဲ့ဗီဇာတက်တန်းတိုးကျထက်ကိုပိုပြီးအခုဆိုရင်ထိုင်းဘက်ငွေ1400အထိတိုးမြင့်ကောက်ခံနေကြတာဖြစ်တဲ့အတွက်အဲ့ဒီရန်အောင်မျိုးက GSI အေကန်ပစွန်စက်ရုံမှာရှိတဲ့မြန်မာအလို့သမား၄၀၀ကျော်ဟာအခက်တွေ့နေရတယ်လို့ စေယုံမှာရှိတဲ့မြန်မာအလုပ်သမားတွေကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်လက်ရှိထိုင်းနိုင်ငံတဝမ်းမှာမြန်မာအလုပ်သမားတွေစီကနေအလုပ်လုပ်နေထိုင်ခွင့်ဗီဇာတက်တန်းတိုးရေးတွေကိုငွေကြေးအဆမတန်တောင်းခံနေကြတဲ့အတွက်တချို့စေယုံအလုပ်ရုံဒီမှာရှိတဲ့မြန်မာအလုပ်သမားတွေဟာဆန္ဒပြမှုတွေပြုလုပ်ကြတာကြောင့်အများစုဟာငွေကြေးကိုပြန်လဲလျှော့ပေးတာတွေရှိတယ်လို့လည်းသိရပြီးအဲ့ဒီလိုမြန်မာအလုပ်သမားတွေစီကနေဗီဇာတက်တန်းတိုးကြေးဈေးနှုန်းကြီးမြင့်မှုနောက်ွယ်မှာစစ်ကောင်စီမြန်မာတန်ယုံကအတိတ်ကပါဝင်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာ โอเคဒါကတော့ okay.